မင်္ဂလာပါစတူဒီယိုကနေကြိုဆိုပါရစေဒီနေ့မှာတော့ဆိုင်းရီဆီယာမမေသူစာရေးသားထားတဲ့တရုတ်ရိုးရာဒဏ္ဍာရီပုံမြင်များဆိုတဲ့စာအုပ်ထဲကချစ်သူနှုတ်ဦးရဲ့တရားဆိုတဲ့ပုံမြင်လေးအကြောင်းကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ဟိုးရှေးရခင်တုန်းကပေါ့ကွယ်မွန်ဂိုလီးယားလွင်ပြင်ကြီးမှာမြစ်တစင်းစီးစင်းလျက်ရှိနေပါတယ်တဲ့ အဲ့ဒီမြေဟာရေစည်းအလွန်တန်းပြီးရေဟာအလွန်ကြည်လင်အေးမြနေပါရဲ့ကွယ်။ကြောက်စီခဲဖြူရောင်လေးတွေကိုလည်းမြေရေချမ်းပြင်မှာအတိုင်းအတာမြင်တွေ့နေရတာပေါ့။မြေရဲ့အနောက်ဘက်ကဘာပေါ်မှာတော့အလွန်ချောမောလာပါပြီးရှူလာလို့ခေါ်တဲ့မင်းမပြိုလေးတယောက်နေထိုင်တဲ့မိမချောလေးနဲ့အတူသူမရဲ့မိခင်တို့ဟာအေးအေးချမ်းချမ်းလောက်ကင်စားတော့ကြတယ်။ မိမချောလေးကဇာတူပန်တူလောက်ကိုင်းပြီးသူမရဲ့အမေကြီးကတော့အချုပ်တဲ့ကြီးပေါ့မိရဲ့အရှိဘကံတိုင်းပြည်မှာတော့ဘရင်ကြီးတပါ အုတ်ချုပ်လျက်ရှိနေပါတယ်ကွယ်ဘရင်ကြီးရဲ့မြင်းတွေကို ထိန်းချောင်းပေးနေရတဲ့လူငယ်လေးတယောက်လေးရှိနေလေရဲ့လူငယ်ကလေးဟာစည်ရွံပါတဲ့မိဘမဲ့ကလေးဖြစ်နေတယ်ကွယ် သူမကိုပိုင်နမည်လေးတောင်မရှိရှာပါဘူး။သူဟာငွေကလေးကမိဘနှစ်ဦးမရှိလေတော့သူ့ကိုဘသူကနမည်မဲ့ပေးကြမှာတော့။သူငယ်စဉ်ကလေးကဘရင်ရဲ့မြင်းထင်းတူကသူ့ကိုခေါ်ယူထားပြီးမြင်းတွေကို ထိန်းခိုင်းခဲ့တယ်။လူအများစုကတော့သူ့ကို မြင်းထင်းလေးလို့ပဲခေါ်ကြတဲ့။အဲ့ဒီလူငယ်လေးရဲ့ဘဝဟာအရွယ်နဲ့မလိုက်အောင်ပင် အင်မတန်စိတ်ရဲလာပါတယ်။သူ့ဆရာဖြစ်သူမြင်းထင်းကြီးကလည်းသူ့ကို မချစ်ခင်မကျင်နာပါဘူး။သူစိတ်အလိုမကျတဲ့အခါတိုင်းကြာဖို့နေရိုက်ပြီးနှိပ်စက်လိရှိတယ်။အစားအစာကိုလည်းမဝတဝါပဲကျွေးလိရှိတယ်။လူငယ်လေးဟာ နေ့စဉ်နေ့တိုင်းမနှက်အစိုးကြီးထားပြီးမိုးစုံစုံချုံမှပဲအိမ်ကိုပြန်ရောက်လိရှိတဲ့ သူရဲ့အမူအရာတွေဟာ အမြဲတမ်းလိုလိုစိတ်တော့ကရောက်နေတဲ့သူတူလို့ဖြစ်နေရှာတာပေါ့အဲ့ဒီလိုနေလာရင်းနဲ့နှစ်တွေကုန်ပြီးဆောင်းဦးရာဒီလေးကို ရောက်လာတဲ့အခါမှာတော့သူဟာခါတိုင်းလိုပဲအလုသွားဖို့ပြင်ဆင်ရင်းကန်းနာဘက်ကလမ်းလျှောက်လာတဲ့အဲ့ဒီအချိန်မှာ မြစ်အနောက်ဘက်ကဘာပေါ်ကမင်းမပြိုလေးတယောက်ဟာ သူ့ကိုပြုံးပြကြည့်နေတာကို မြင်တွေ့လိုက်ရတယ် အလုပ်ပြီးလို့ညနေအိမ်ကိုပြန်လာတဲ့အခါမှာလဲသူပြန်လာမယ့်အချိန်ကိုသိနေတယ်လို့ပဲမိမပြိုလေးဟာသူ့ကိုအမြဲတမ်းစောင့်ကြည့်ပြီးပြုံးပြနေလေးရှိတာပေါ့ပထမတော့သူဟာမိမပြိုလေးရဲ့ပြုမူတွေကိုသိပြီးဂရုမစိုက်ခဲ့ဘူးဒါပေမဲ့နေစဉ်နေတိုင်းမိမပြိုလေးကသူ့ကိုအေးတယူနဲ့ပြုံးပြုံးပြနေတဲ့အတွက်သူဟာမိမပြိုလေးပေါ်မှာချစ်ခင်လာတဲ့ ။တနေ့မှာတော့မိမပြိုလေးဟာသူ့ကိုပြုံးပြပြီးလက်ထဲမှာခြင်ထားတဲ့အရာဝတ္ထုတစ်ခုကို သူ့ရှိရာတစ်ဖက်ကန်းကိုတအားလွှဲပစ်လိုက်တာသူမြင်လိုက်ရတာပေါ့။အဲ့ဒီအရာဟာကန်းချီဘော်ကို ပြုတ်ကျလာတဲ့။သူဟာမြင်းဘော်ကစင်းပြီးကောက်ယူကြည့်လိုက်တဲ့အခါပိုက်ဆံအိတ်လေးတစ်အိတ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ပိုက်ဆံအိတ်လေးဟာမိမိပြူလေးကိုယ်တိုင်ချုပ်လုပ်ထားတဲ့ပစ္စည်းကလေးပေါ့ပိုက်ဆံအိတ်လေးရဲ့အပြင်ဘက်ကိုပန်းရောင်စာလေးတွေနဲ့ချုပ်လုပ်ထားပြီးအတွင်းဘက်ကိုတော့အနီရောင်ပိတ်စာလေးတွေနဲ့ပြုလုပ်ထားလေရဲ့သူဟာပိုက်ဆံအိတ်လေးကိုကောက်ယူပြီးတစ်ဖက်ကန်းကိုလှမ်းကြည့်လိုက်တဲ့အခါမိမိပြူလေးဟာသူ့ကိုပြုံးပြနေတာကိုတွေ့မြင်ရပြန်တယ် အဲဒီနေ့ကစားပြီးမြင်းထင်းလေးဟာတပတ်ကန်းကိုကူကူပြီးမင်းပြူလေးနဲ့စကားတွေပြောလို့ရှိတဲ့မင်းပြူလေးရဲ့နမည်ကိုလဲရှူလာလို့ခေါ်မှန်းတိလက်ရတာပေါ့ရပောင်းများစွာကြာလာတဲ့အခါမှာတော့မြင်းထင်းလေးနဲ့ရှူလာတို့ဟာတအူးကိုတအူးမျက်စိအောက်ကအပြောက်မခံခြင်းလောက်အောင်ချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြတဲ့မြင်းထင်းလေးဟာ သူအလုံးလုံးနေတဲ့အချိန်တိုင်းရှူလာပေးထားတဲ့ပိုက်ဆံအိတ်ကလေးကိုမကြာခဏထုတ်ပြီးတယုတရနဲ့အလွမ်းဖြေလေးရှိတယ်တဲ့ညာအိယာဝင်တဲ့အခါတိုင်းမှာလဲအဲ့ဒီပိုက်ဆံအိတ်လေးကိုသူအိတ်တဲ့ခေါင်းအောက်မှာထားပြီးအိတ်လေးရှိတဲ့ကွယ်ချစ်သူနှစ်ဦးရဲ့ဘဝဟာတနေ့မှာတော့မုံတိုင်းထန်လာပါလေရော့ ယူလာတို့ရဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘေးကြီးဟာညင်းစီပြီးညစ်စိတ်ဘေးနာကဖြစ်အလားညကန်းဘေးနာမှာအဝတ်တိုင်းလျှော်နေတဲ့ယူလာလေးကိုမြင်လိုက်ရတော့ချစ်ကင်ဆွဲလန်းပြီးမိမပြူလေးကိုသိမ့်ပိုက်ဖို့စိတ်ကူးလိုက်တဲ့ဘယင်ကြီးဟာသူ့ရဲ့နောက်လိုက်နောက်ပါတွေကိုမိမပြူလေးအားဖမ်းဆီးပြီးခေါ်လာခဲ့ဖို့အမိန်ပေးလိုက်တာပေါ့ နောက်လိုက်နောက်ပါတွေကလည်းရှူလာလေးကိုနန်းတော်ရဲ့အထိဖမ်းဆီးပြီးခေါ်ဆောင်သွားတော့တည်းဘင်းကြီးဟာ ရှူလာလေးကိုသူ့ရဲ့မိဖုရားလို့ဖို့ပြောကြားလိုက်တဲ့အခါမှာ ရှူလာလေးဟာ အလွန်စိတ်ဆိုးသွားပြီးဘယင်ကြီးကို အမျိုးစုံအောင်ပြောဆိုညှဉ်းဆန်လိုက်တည်းဒီလိုနဲ့သူမရဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကြောင့်ဘယင်ကြီးဟာ အလွန်ဒေါသထွက်ပြီးအခုချက်ချင်းနှစ်ပါးဆက်ကိုပိတ်လိုက်စမ်း ငါသားနဲ့နှင်းခေါင်းကိုဖျက်ပစ်လိုက်မယ်။သူ့ကိုအချုပ်ထဲပို့လိုက်ကြစမ်းလို့အမိန်ပေးလိုက်တယ်။ညနေတဲ့အခါမှာတော့နန်းတော်ကြီးတစ်ခုလုံးမှာအိမ်မောကြကတိတ်ဆိတ်ငင်သက်နေပြီးရှူလာလေးမှာတော့အခန်းကျင်းထဲမှာတယောက်ချင်းငိုကြွေးနေရရှာတာပေါ့။ မင်းကလေးဟာသူမကိုအနိုင်ကျင့်တဲ့ဘရင်ကြီးအပေါ်မှာအလွန်ယွန်ရှာမုန်းတီးနေတယ်လို့တစ်ချိန်တည်းမှာပဲသူမရဲ့ချစ်သူမြင်းထင်းလေးကိုတတိယတန်းကြနေလျက်ရှိတာပေါ့သူမဟာအချင်းထောင်ကလွမြောက်ချင်းနေတယ်ဒီလိုဘရင်ကြီးကတော့ရှူလာလေးကိုပြပြားပြင်းမြောက်ဖို့ဖျားယောင်းသွေးဆောင်နေတယ်သူကိုလက်ထက်ရင် အခုချက်ချင်းအချင်းထောင်ကလွတ်ပေးမယ်လို့ပြောလိုက်လျက် ယူလာလေးမှာတော့ဘရင်ကြီးကို သူမမယူနိုင်ကြောင်းအချင်းတောင်ထဲမှာပဲအတေခံမိဖြစ်ကြောင်းနဲ့ခေါင်းမာစွာနဲ့ပြန်ဖြေးချနေတော့တာပေါ့ဒီတရင်တွေကိုညင်းထင်းလေးကြားတဲ့အခါမှာယူလာလေးကို အသက်ဆုံးပြီးကဲဖို့ဆုံးဖြစ်လိုက်တော့တယ်ကွယ်ညင်းတဲ့တကောင်ကြော်တဲ့အခါညင်းထင်းလေးဟာအိတ်ငိုက်နေတဲ့အဆောင်လေးကိုဖြတ်ကျော်ပြီးယူလာလေးကိုဖမ်းချုပ်ထားတဲ့အချုပ်ခန်းလေးကိုတိတ်တခိုးဝင်ရောက်လာတဲ့ အဲဒီနောက်ရှူလာလေးရဲ့လက်ကိုဆွဲကကဲတို့ပြေးကြစို့လို့ပြောလိုက်တာပေါ့ပြီးတော့ပါလာတဲ့မြင်းပေါ်ကိုနှစ်ယောက်သားခုန်တက်လိုက်ကြပြီးသူတို့နှစ်ဦးထွက်ပြေးသွားပါလေရောတဲ့တိတ်မကြခင်မှာပဲအဆောင်တွေနိုးလာပြီးအမဲလိုက်ခွေးတွေနဲ့အတူအတင်းပြေးပြီးလိုက်ဖမ်းတော့တာပေါ့တဲ့ကွယ် မြင်းထင်းကလေးကလည်းသူ့ရဲ့မြင်းကိုဒုံဆိုင်ပြီးညအမောင်သူ့ကို ဖောက်ထွင်းကမယက်မနာခྱི་ဆက်ခဲတော့တည်းမနဲ့မိုးလေးနဲ့အခါမှာတော့ညင်ရောလူပါခြေကုံလက်ပန်းကြားပြီးတစ်ပင်ကြီးတပင်အောက်မှာခဏနားလိုက်ကြတယ်ကွယ်အဲ့ဒီအချိန်မှာပဲနောက်ကလိုက်လာတဲ့ဘရင်ရဲ့နောက်လိုက်နောက်ပါရီဟာသူ့တို့ကို ဖမ်းမိသွားတာပေါ့ သူတို့နှစ်ဦးကိုဘယင်ရှိတော်မောင်ခေါ်ဆောင်လာခဲ့ကြတဲ့။ဘယင်ကြီးဟာညင်းထင်းကလေးကို မြင်လိုက်ရတဲ့အခါမှာအလွန်ဒေါသထွက်ပြီးဒီမင်းကလေးကိုကယ်တင်ဖို့မင်းကိုဘသူကခိုင်းတာလဲ။မင်းဟာအတင့်ရဲလာကြီးလားလို့ချိန်မောက်လိုက်တာပေါ့။ညင်းထင်းလေးဟာဘယင်ကြီးချိန်မောက်တာကို မကြောက်တဲ့အပြင် မတည့်ရပြီးဘယင်ကြီးကိုလက်ညှိုးငေါ့ထိုးကာ ူများရဲ့သမီးမျိုးလေးကိုအလိုမတူပဲမတရားသိမ့်မိုက်ထားတာကရောတရားမျှတမှုရှိရလား။ကဲကျွန်တော်ကိုအပြည့်ပေးစမ်းပါဒုက္ခရောက်နေတဲ့မိန်းမမျိုးလေးတယောက်ကိုကဲတင်နာမှားသလားလို့ပြောဆိုလိုက်တဲ့။ဒီလိုနဲ့ဘယင်ကြီးဟာပါဇက်အဟောင်းသားဖြစ်ကအတော်လေးအထိနာပြီးအအားတင်သွားလျက်ခဏမျှစက်သေးသေးသွားတဲ့။ သူလိုအာနာရှင်ဘရင်တယောက်ကို အခုလိုနိနေနနာပြောဆိုဆက်ဆံတာမျိုးသူတကားမှမကြားခဲ့ဘူးလေ အခုတော့ဘာမဟုတ်တဲ့မြင်းထင်းတယောက်ကလက်ညှိုးငေါငေါထိုးပြီးအပြစ်တင်နေတာကိုခံလိုက်ရတဲ့အတွက်ဘရင်ကြီးဟာဒေါသထွက်လာပြီးညနာကြီးနေရလာကဟေ့အဆောင်တွေလာကြစမ်းဒီအကောင်ကို ကားစင်မှာကျုံနေတော့ပြီးခွေးစာကျွေးလိုက်တော့လို့အမိန်ပေးလိုက်တဲ့ အဲ့ဒီအခါမှာ ရှူလာလေးဟာဘီယင်ကြီးရဲ့ခြေစုံကိုပြစ်ဖက်ပြီးဘီယင်ကြီးဒါမျိုးမလုပ်တင်ပါဘူးဒါအလွန်ဆိုးရွားတဲ့အပြစ်ဒဏ်ပါပဲကျွန်တော်မျိုးမတောင်းပန်ပါတယ်သူ့ကိုလွတ်ပေးပါလို့ငူယူပြီးတောင်းပန်လိုက်တဲ့ဘီယင်ကြီးကနင်ဘေးဖယ်နေစမ်းနေမှာပါသွားမယ်လို့ပြောဆိုပြီးယူလာလေးကိုမြကြီးပေါ်ကန်ချလိုက်တယ်တဲ့ အဆောင်လေးဟာညင်းချင်းလေးကိုဆွဲခေါ်သွားကြတဲ့ဒီလူနဲ့ရှူလာလေးဟာလေးကြသွားတဲ့နေရာမှာတတိမယတစ်ချက်ရတစ်ချက်နဲ့အလွန်ကြောက်မွက်ဖွေးရာကောင်းတဲ့ခွေးဥတန်းများနဲ့အလွန်နာကျင်စွာ အော်ဟစ်လိုက်တဲ့အတန်းတွေကိုကြားလိုက်ရတဲ့အခါမှာတတိလေးမင်မျောသွားရှာတယ်ကွယ်မြင်းထင်းလေးလည်းမရှုမလနဲ့တည်ဆုံသွားရှာတာပေါ့ကွယ် ရှူလာလီဟာတတိယလာတဲ့အခါမှာတော့ဘယင်ကြီးကသူ့ကိုလက်ထပ်ဖို့အကြက်ကင်တော့တယ်။ဒါပေမဲ့ရှူလာလီဟာဘယင်ကြီးရဲ့ဆန္ဒကိုမလိုက်ရောပဲသူ့ချစ်သူမြင့်ထင်းလေးကိုတတိယတဲ့အနေနဲ့အစာမစားပဲနှီလိုက်တော့တယ်။အဲ့ဒီလိုနဲ့မကြခင်မှာပဲသူမဟာ လူလောကကြီးတွေကနေအပြီးတိုင်ထွက်ခွာသွားရပြန်ပါတယ် ရုံမာတဲ့ဘရင်ကြီးဟာနတ်ဘဝမှာကြောင်သူတို့နှစ်ဦးပြန်ပြီးမပေါ့ရလေအောင်ယူလာလေးရဲ့အလောင်းကို မြစ်အရှိဘက်ကမ်းမှာမြုပ်ပြီးညင်းထိန်လေးရဲ့အလောင်းကိုတော့အနောက်ဘက်ကမ်းမှာပြစ်ထားလိုက်ကြတဲ့။အဲ့ဒီမနေ့မှာပဲအလွန်တနာကျင်နာစိတ်ရှိလာတဲ့အဘိုးအိုကြီးတယောက်ဟာညင်းထိန်လေးရဲ့အလောင်းကိုတွေ့သွားတော့ကောင်းကောင်းမွန်မွန်မြေမြုပ်တကြိုလိုက်ပါတယ်။ အဲ့ဒီလိုအဖြစ်ပြက်တွေကို ဖြစ်ပြက်ပြီးသုံးရက်အကြာမှာဘယင်ကြီးဟာအိမ်မက်မှတ်တဲ့အိမ်မက်ထဲမှာညင်းထင်းလေးနဲ့ယူလာတို့ဇုံတွဲဟာကောင်းကင်ယံမှမြေပြင်ပေါ်ကိုဆင်းသက်လာပြီးသူ့ကိုလက်ညှိုးထိုးကာဟေ့လူယုံမာကြီးတို့နှအိုးကိုမင်းဘလို့မှခွဲလို့မရဘူးမင်းဘလိုပဲခွဲခွဲငါတို့နှစ်ဦးကအမြဲတမ်းအတူတကွရှိနေမှာပဲလို့ပြောပြီးပြက်ကွယ်သွားတော့တယ် မနက်မူလေးနဲ့အခါမှာတော့အရှိဘက်ကမ်းမှာတောင်ကြီးတစ်လုံးအနောက်ဘက်ကမ်းမှာတောင်ကြီးတစ်လုံးအတီးတီးထွက်ပေါ်လာတော့တည်းအဲ့ဒီတောင်ကြီးနှစ်ခုရဲ့တောင်ထိပ်နှစ်ခုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးအလွန်ခိုင်ခက်နေကြောက်ချွန်းကြီးတွေအဖြစ်ရှိနေလေရဲ့အဲ့ဒီကြောက်ချွန်းကြီးနှစ်ခုဟာတဖြည်းဖြည်းအောက်ကိုဤကြလာပြီးဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကိုဖြတ်တန်းလို့ရတဲ့ကြောက်တရားကြီးအတွင် ဖြစ်သွားကြပြန်တယ် ီတရင်ဟာဘီရင်ကြီးရဲ့နားတော်ကိုပေါက်ကြားသွားတဲ့အခါမှာသူဟာမြစ်စိတ်ကို ကမန်းကရန်ပြေးစင်ပြီးကြီးလိုက်တော့တဲ့သူအိမ်မက်သေးကအတိုင်းဒီကြောက်တရားကြီးတွေဟာငင်းထင်းလေးနဲ့ရှူလာတော့ပဲဖြစ်ရမယ်ဆိုရာကို သူအတက်သိလိုက်တာပေါ့အဲ့ဒီအခါမှာဘီရင်ကြီးဟာ အလိုမနာလိုစိတ်ဖြစ်သွားပြီး ူနိုင်ငံမှာရှိတဲ့ဗျံသမားတွေကြောက်ထုသမားတွေအကုန်လုံးကိုခေါ်ပြီးတီတောင်နှလုံးကို ဖြစ်စည်းဖို့စေခိုင်းလိုက်တော့တဲ့ဘယင်ကြီးစေခိုင်းထားတဲ့ကြောက်ထုသမားတွေပယံသမားတွေဟာတနေ့တာဘလုံးမနာမနေနဲ့ကြောက်တောင်ကြီးကိုဖြူချဖို့အာတုံခွန်ဆိုင်စူးစားကြပေမဲ့လို့ကြောက်တောင်ကြီးကခုဟာပို့ပို့ပြီးခိုင်မြဲသွားနေတယ်ကွယ် ဘုရင်ကြီးဟာတိတိင်းကိုကြားတဲ့အခါမှာတတိုင်းပြည်လုံးမှာရှိတဲ့တောရုံမြို့ပါမကျန်းပယံစရာတွေကြောက်ထုသမားတွေကိုစင်ခေါ်ပြီးနေရောညပါ ဖြိုချဖို့ပဲခိုင်းတော့တဲ့။ဒါပေမဲ့အဲ့ဒီအလုသမားတွေအကုန်လုံးဟာခြေကုံလက်ပန်းကျလာပြီးသူတို့ရဲ့လက်တွေကိုတော့မမြောက်နိုင်ကြတော့လောက်အောင်ဖြစ်နေတာပေါ့။ ဘလို့ပဲဖြူဖြက်ဖြူဖြက်ကြောက်ဆောင်ကြီးတွေကိုဘသူမှမပြည့်စည်နိုင်ဘူးပဲဖြစ်နေတဲ့ဘယင်ကြီးဟာနောက်ဆုံးမှာတော့အလွန်စိတ်ဆိုးဒေါသထွက်ပြီးသူကိုယ်တိုင်ဖြူဖြက်ဖို့အတွက် ကြောက်ဆောင်ဘော်ကိုတက်လိုက်တယ်မင်းတို့အကုန်လုံးအတုံးမကြဘူးဘာမဟုတ်တဲ့ကြောက်ဆောင်ကိုတောင်ဖြူမချနိုင်ကြဘူးမင်းတို့အကုန်လုံးထပ်ပြီးဖြူချကြစမ်း ဒီကြောက်ဆောင်ကြီးကိုမဖြိုနိုင်ရင်မင်းတို့ရဲ့ကောင်းတွေကိုဖျက်ပစ်မယ်လို့ခက်ထံမှာကြောစွာအမိန်ပေးလိုက်ပြန်တယ်။ဒေါသကြီးပြီးတကူကောင်းစိတ်များလာတဲ့ဘီရင်ကြီးဟာပြောရင်းဆိုရင်ကသူ့ကိုယ်သူမထိန်နိုင်တော့ပဲကြောက်ဆောင်ကြီးတွေဘောကနေလိမ့်ကြပြီးရေထဲကိုပြုတ်ကျသွားတော့တဲ့။ဒီလိုနဲ့မျက်စိမှာရှိတဲ့လွယ်ပေါင်းဟာရေထဲကိုငုံကြည့်လိုက်တဲ့အခါမှာအလွန်ကြီးမားတဲ့လက်ကြီးတစ်ကောင်ကိုသာ ရင်တွေးရတော့တယ်ကွယ်အဲ့ဒီလေကြီးကတော့အလွန်စိတ်ပုပ်လာတဲ့ဖယင်ကြီးပေါ့ကွယ်သူများကိုမကောင်းကြတဲ့သူဟာကိုကူကိုပြန်ပြီးဒဏ်ထိသမဲပေါ့ကွယ်ဒါကြောင့်မလို့ရှေးလူကြီးသူမတွေကသူများမကောင်းကြံကုဘေးရန်ထီဆိုတဲ့စကားပုံလေးနဲ့ခိုင်းနိုင်ပြီးစောင်းမထားတာပေါ့ကွယ်အဲဒီနေ့ကစပြီးကြောက်တရားကြီးကို လူတွေက ဖြစ်စည်း၍မရသောချစ်သူနှုတ်ရဲ့တရားလို့ခေါ်စမှတ်ပြကြတော့တဲ့ကွယ်။ကဲပုံမြင်လေးကတော့ဒါပါပဲနော်။နောက်မှပြန်တွေ့ကြမယ်နော်။